အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏ရှင်ဘုရား။ပကရင်ပိုင်းမှာဝေဒနာသင်္ကဟဟေတုသင်္ကဟကိစ္စသင်္ကဟအပြီးခဲ့ပါပြီ။လေးခုမြောက်ဒွါရသင်္ကဟဟူ ြောအလှက်ရောက်လာပါဒွါရသင်္ကဟဒွါရဆိုတာဘာလဲဒွါရဆိုတာတကားပေါက်ကိုပြောတာပါပဂတိတကားပေါက်ဟာလူတွေဝင်နေထွက်ဖို့အတွက်ဝင်ရထွက်ရဖြစ်တဲ့ကဲသို့ခန္ဓာကိုယ်ပေါ်မှာလဲစခုမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အဲ့ဒါတွေဟာစိတ်တွေစိတ်တွေစိတ်တွေတနည်းအားဖြင့်ဝီတီစိတ်တွေဒွါရိကစိတ်တွေစခုဆိုရင်စခုဒွါရိကစိတ်စခုဒွါရိကဝီတီတွေရဲ့ ဝင်ရထွက်ရတွေဖြစ်တယ်ဖြစ်ရတွေဖြစ်တယ်ဖြစ်ကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့စကုပ္ပတာရသောတာပတာရစတဲ့ဥစ္စာတွေကိုလည်းဓွာရဆိုပြီးတော့မှခေါ်ပါတယ်အဲ့ဓွာရနဲ့မှစိတ်တွေစေတသိက်တွေကို ပေါင်းယူမယ်ဒီဓွာရမှာဖြစ်တဲ့စိတ်တွေစေတသိက်တွေကဘယ်လောက်လဲနာသောတာဓွာရမှာဖြစ်တဲ့စိတ်တွေစေတသိက်တွေကဘယ်လောက်လဲအဲ့လိုဓွာရနဲ့စိတ်တွေစေတသိက်တွေပေါင်းယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဓွာရသင်္ခါလို့ခေါ်ပါတယ်သင်္ခါဆိုတာကပေါင်းယူတာစိတ်တွေစေတသိက်တွေကိုပေါင်းယူတာ ဒွါရဆိုတာကတော့တကားပေါက်ဒီမှာဆိုဒွါရ6ပါးရှိလိမ့်မယ်အဲ့ဒီဒွါရနဲ့စိတ်တွေစေတသိက်တွေကိုပေါင်းယူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒွါရသင်္ကဟာအဲ့တော့ဒွါရဘယ်နှခုရှိသလဲဒွါရ6ပါးရှိပါဒွါရ6ပါးပါလေစကုဒွါရသောတဒွါရဂာဏဒွါရဇိန်ဝါဒွါရကာယဒွါရမနောဒွါရဒွါရ6ပါးရှိတကားပေါက်6ပေါက်ရှိ စိတ်တွေဝင်ရထွက်ရတကားပေါက်6ပေါက်ရှိပါစကုဒွါရစကုဒွါရဆိုတာပါလေစကုပတာရယုတ်ကလေးကစကုဒွါရပါပဲ မျက်လုံးရို့ပြောတာတော့မဟုတ်ပါဘူးမျက်လုံးထဲမှာသကုပတာရကံပစာရုပ်ကလေးတွေရှိပါတယ်အဲမျက်ဝန်းနဲ့ထဲမှာရှိနေတဲ့သကုပတာရကံပစာရုပ်ဟာသကုဒွါရပါပဲအဲ့ဒီကနေပြီးတော့မှအာယုံလေးအလားထင်ရင်မြင်စိတ်ပေါ်မယ်မြင်ပြီးရင်ဘာဘာညာညာအဲ့စိတ်တွေဆက်ပြီးတော့ဖြစ်ပါလိမ့်မယ်မြင်စိတ်ကတော့သကုဒွါရမှာပဲမှီမယ်ကျန်တဲ့စိတ်တွေကတော့ဟာရယဝတ္ထုကိုမှီပါလိမ့်မယ်တိုးတော့ဒီနေရာမှာမှီတာကိုပြောတာမဟုတ်ဘူးဒီကနေဝင်လာတယ်စိတ်တွေကဝင်လာတယ်လို့မျိုး စိတ်တွေစေတသိက်တွေဝင်လာတဲ့လိုမျိုးဖြစ်ရဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်တွေဖြစ်ကြောင်းဖြစ်တဲ့အတွက်ကြောင့်ဓာရလို့ခေါ်တယ်။တကားပေါက်ဟာပဂတိလူတွေရဲ့ဝင်ရလိုမျိုးဝင်လာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဓာရလို့ခေါ်တယ်။သောတာဓာရဆိုတာပါလေ။သောတာဓာရဆိုတာသောတာပတာရရုပ်ပါပဲ။နားထဲမှာရှိတဲ့နားအကြည့်ရုပ်ပါပဲ။နားကြည့်ယောကနေကြားစိတ်သောတာဓာရဝီထီဝင်လာမယ်။ကြားစိတ်ရဲ့နောက်ဒါဘာတံပဲညာတံပဲအဲ့လိုမျိုးတိတဲ့စိတ်အစဉ်တန်းတစ်ခုဝင်လာမယ်။သောတာဓာရဝီထီဝင်လာ။အင်း ကနရာကနရာရာဒရာပါလေနှကောင်းအကြည့်ရုပ်ပါပဲနှကောင်းကြီးကိုပြောတာတော့မဟုတ်ပါဘူးနှကောင်းထဲမှာရှိနေတဲ့အကြည့်ရုပ်လေးတစ်မျိုးရှိပါတယ်ကံကြောက်ဖြစ်တဲ့ကာဏပတာရာရုပ်အဲ့ဒီကနေပြီးတော့မှနန္တိစိတ်နဲ့တခြားစိတ်အစဉ်တန်းတွေဝင်လာပါလိမ့်မယ်ဝင်လာထွက်ရဖြစ်တဲ့အတွက်သူ့ကိုကာဏဒွါရာလို့ခေါ်ပါတယ်နောက်တစ်ခုကဇင်ဝါဒွါရာဇင်ဝါဒွါရာဆိုတာပါလေဇင်ဝါပတာရာရုပ်ကိုပြောတာပါပဲရှာအကြည့်ရုပ်ပါပဲရှာတစ်ခုလုံးကြီးကိုပြောတာတော့မဟုတ်ပါဘူးရှာမှာရှိနေတယ် ကံကြောင့်ဖြစ်လာတဲ့ဇိမ်ဝါပတာရယုတ်ရှာအကြည့်ယုတ်ကလေးရှိတယ်အဲ့ရှာအကြည့်ယုတ်ကလေးကိုသူကဇိုင်ယုံဇိမ်ဝါဒွာရလို့ခေါ်တယ်အဲ့ဒီကနေပြီးတော့မှအရသာကိုတည်တယ်စိတ်တွေစေတသိက်တွေဝင်ရထွက်ရဖြစ်မဲ့ဒါပဲချိုးတယ်ချင်းတယ်ဖန်တယ်အဲ့လိုမျိုးစိတ်တွေအကုန်လုံးဒီကနေဝင်ရထွက်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဇိမ်ဝါဒွာရလို့ခေါ်တယ်ဒီပတာရယုတ်ကလေးကိုနောက်တော့ကာယဒွာရကာယဒွာရဆိုတာပါလေကာယဒွာရဆိုတာကာယပတာရယုတ်ပါပဲကိုအကြည့်ယုတ်ပါပဲကိုအကြည့်ယုတ်ကတော့တကူလုံးမှာ ဖြန့်နှံ့ပြီးတော့တည်ရှိပါတယ်တကူလုံးမှာရှိပါတယ် ပင်တွေသပင်တွေလက်သေးခြေသေးတွေကလွဲလို့ခန္ဓာကိုယ်တွေ့တာထိတာသိတာသိနိုင်တဲ့ဟာအကုန်လုံးပါကာယပတာရယောဂရှိပါတယ်ဘိုက်ထဲမှာလည်းရှိပါတယ်ဒါကြောင့်ဘိုက်အောက်တာတို့ဘာလို့ဆိုအဲ့ညာနေဖြစ်တာပါတော့ကာယပတာရယောဂပြန့်နှံ့ပြီးတော့တည်ရှိနေတယ်အဲ့ကအဲ့ကာယပတာရယောဂနေပြီးတော့ကာယဒွါရဝီထီအိတ်စိတ်အစဉ်တန်းတွေဝင်ဝင်ထွက်မယ်ဒါကြောင့်မလို့သူ့ကိုကာယဒွါရလို့ခေါ်ပါမယ်အဲ့တော့အဲ့ငါးခုကရုပ်တရားတွေပါစခု ောတာခန္ဓာဇေဝကာယဒါယုတ်တရားတွေယုတ်တရားတွေကိုဒီမှာဓွာရအရာကောက်ထားပါတယ်တရားကိုပါပဲနောက်ခုမနောဓွာရမနောဓွာရကတော့ထူးပါတယ်ဘဝကုပ္ပစေတာစိတ်19ပါးကိုအရာကောက်ပါတယ်ဘဝင်ကုပ္ပစေတာစိတ်19ပါးစိတ်ကိုကောက်တော့ဒါဆိုရင်ယုတ်ဓွာရ6ပါးရှိတဲ့အထဲမှာရှင်း5ခုကယုတ်ဓွာရယုတ်ဓွာရက9ပါးနောက်ဆုံးတစ်ခုကနံစိတ်ကိုအရာကောက်တာဖြစ်တဲ့အကြောင်းမလို့နံဓွာရက10ပါး အဲ့ဒီစိတ်ကပါလေဘဝင်ကုတ်ပိစေတာစိတ်19ပါဘဝင်ကုတ်ပိစေတာဆိုတာကဘဝင်ကနဲ့ဥပိစေတာနဲ့ပေါင်းထားတာဒီနားလေးကစိတ်ကိုပြောတာပါအာယုံလေးလာတိုက်တဲ့ခါကျရင်ဒီမှာမနောဓာတာဝန်ဆံအဲ့အာယုံကိုဆင်ခြင်းပဲပြီးရင်ဇော9ကြိမ်ဖြစ်သွားမယ်ပြီးရင်တရားယုံဘဝင်အဲ့စိတ်ဆင်တန်းဖြစ်လာအဲ့စိတ်စိတ်တန်းကဝင်လာလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေစပြီးတော့ဒီမှာဖြစ်မယ်ဒါကြောင့်ဘဝင်ကုတ်ပိစေတာအရာကောက်မယ်လို့ပြောပါတယ်တကယ်တော့ဘဝင်စိတ်ပါပဲပြတ်ဆဲသွားတော့ဘဝင်ဘဝင်စိတ်ပါပဲ အဘဝင်သိတော့တော့ဘဏ္ဍာခုရှိတာလဲဆိုတော့19ပါရှိတယ်ပရိသန်တွေဘဝင်သုတိကိစ္စတတ်တဲ့စိတ်19ပါအဲ့ဒါပါပဲအဘဝင်စိတ်ပါပဲမောဂဝိပဿစိတ်9ပါမာဝိပဿစိတ်7ပါဥပက္ခတန္တိနာစိတ်9ပါအဲ့ဒီ19ပါဟာအဲ့ဒါမနှောထွာတာပါပဲအဲ့တော့သူ့ရဲ့ကျမ်းရင်းမှာတော့ဒီတင်းကြိုကျမ်းမူလစာအုပ်မှာတော့ မနောဒွာရပါဏဘဝင်ကန်တိပုဥ္စတိတဲ့မနောဒွာရဆိုတာဘဝင်စိတ်ပါပဲသူအဲ့လိုအတမ်းမှန်ပဲပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့မနောဒွာရဆိုတာကစကုဒွာရစသည်ကဲ့သို့ရုပ်တရားတွေမဟုတ်ဘူးဘဝင်စိတ်တွေပဲ။ဘဝင်စိတ်မှာပဲအာယုံလေးတွေကထင်းလာတယ်။အဲ့အာယုံယူပြီးတော့မနောဒွာရကဝီထီတိတဲ့စိတ်တွေကတွေးတဲ့စိတ်တွေအဆက်ပြီးတော့ဖြစ်မယ်။ဒါကြောင့်မလို့ဘဝင်စိတ်ကိုတဲ့မနောဒွာရလို့ခေါ်တယ်။ဒါကသူ့ရဲ့မူလကျမ်းပါပဲ။အဲ့အဲ့ဒါကိုထပ်ပြီးတော့ဖွင့်တဲ့တိကာကျော်ဆိုတဲ့ကျမ်းရှိပါတယ်။အဲ့တိကာကျော်ကျမ်းပါကတော့ ဘာကိုထပ်ပြီးပြောလိုက်လဲဆိုတော့ဘုံဝင်ကံဆိုတာကဘာဘုံဝင်လဲတစ်ချက်တစ်ချက်ဘုံဝင်မယူရဘူးတဲ့ဘုံဝင်ကုတ်ပြစေတာကိုပဲယူတဲ့မနုဒရာရယူတဲ့အဲ့ဒါအတ္တကြောရဲ့ဝါဒပါအရှိကဖြစ်တဲ့အတ္တဘုံတို့ဘာလို့ညာတို့ကသောစိတ်စဉ်ဖြစ်ဖို့အတွက်သိပြီးတော့ကျေးဇူးမပြုနိုင်ဘူးတရားရဲ့ကျေးဇူးမပြုနိုင်ဘူးတဲ့နော်ဒါတိကာကျော်အဲ့လိုပြောပါတယ်အဲ့လိုပြောပြီးတော့ဘဝင်ကုတ်ပိစေတာဒါလျင်တဲ့မနောဒရဝဇန်းကိုတရားရှိနေနောက်နဲ့သူအနန္တရတတ္တိနဲ့ကျေးဇူးပြုတယ်နော်ဒီဟောဒီက ဝင်ကောဘေးစေတာကနေပြီးတော့ဒီကမနောဒါရဝဇန်ကိုဒီလိုကတ်ရက်ကလေးကျေးဇူးပြုမယ်တတ်ဒီရှင်းတဲ့နောက်နဲ့ဒါကြောင့်မလို့တဲ့ဒီဝင်ကောဘေးစေတာကိုပဲတဲ့မနောဒါရအရာတဲ့ဝင်ကောဘေးစေတာကိုပဲယူသင့်တယ်ဒါအတိကကြောပေါ့ဒီလိုတဲ့တော့စာမွေးတင်မှာတော့ဒီတိုင်းဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါကိုပဲမှတ်ထားလိုက်ပါအမနောဒွာရာယဘဝင်ကုပ္ပစေတာစိတ်19ပါတနည်းအားဖြင့်ဘဝင်စိတ်တွေကိုပြောတာပါပဲဘဝင်စိတ်19ပါဒါဆိုနံကနံဒွာရာကတပါ ရုပ်ဓာရက၅ပါးရှိတယ်လို့မှတ်ထားပေးပါအားလုံးသောတက္ကရာမအပေါင်းယောဂီပေါင်းတို့သည်ကိုစိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဥဒိယမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဥရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ